ဒီနေ့ကတော့ဝင်ကြီးတပြားမပြေးစရာမလိုပဲနဲ့ဆံကမြို့ရဲ့အကြီးဆုံးထိုင်တော်မူဖရားကိုတော့မှဖြစ်ပါတယ်။ဖရားက90မီတာမြင့်ပါတယ်။ပြီးလို့ရှိရင်သူရဲ့ MRD ကကြတော့ဗန်ဖဲ MRD မှာဆင်းရမှာဖြစ်ပါတယ်။ဗန်ဖဲ MRD ရောက်လို့ရှိရင်81မှာ try မှာဖြစ်ပါတယ်။81မှာထွက်လို့ရှိရင်လမ်း10မိနစ်ရှောင်းမယ်။တချို့တွေကလမ်းမရှောက်ဘူးတစီနားသွားကြရပေါ့နော်။အဲ့ဒီနေရာကိုအာပြီးလို့ရှိရင်ဝင်ဝင်ချင်းမှာပဲဒီ ဒီဟန်တန်ကရုပ်ထုကိုတွေ့ရမှာပေါ့နော်အဲရုပ်ထုကိုနောက်မှကြတော့သူကရွှေတင်ခန့်ကပ်ပြီးတော့ပူဇော်လို့ရရပေါ့နော်ပြီးလို့ရှိရင်ငါးလေးတွေကိုအစာကျွေးလို့ရမယ်ငါးလေးတွေကလည်းအရန်လှပြီးတော့အယောင်သွေးစုံလင်းနေပေါ့နော်ရေတကုန်လေးနဲ့ဆိုတော့ပြီးရင်ဒါဖရာရဲ့အရှိမျက်စာလေးပဲဖြစ်ပါတယ်ပြီးရင်ဒါလေးကတော့လီနဲ့တွားပြီးတော့ဖူးလို့ရမယ် နေရာလေး view လေးပဲဖြစ်ပါတယ်။ဒီဟာလေစီအားတယောက်ကိုတရားဖတ်ကြပါတယ်ပေါ့နော်။လေနဲ့လည်းပတ်ပြီးရောဖျားကိုပူဇော်လို့ရပါတယ်။ပြီးလို့ရှိရင်ဒါကတော့ကျောက်စင်းဖျားလေးပဲဖြစ်ပါတယ်။ဒါသူ့ရဲ့ဝင်တဲ့အပေါင်းလေးပါ။ဝင်တဲ့ပေါင်းမှာဆိုရင်ဒီနာကကြတော့ဟိုဖဏထားလို့ရတဲ့နေရာလေးဖြစ်ပါတယ်။သူက open time close time နဲ့ရေးထားတယ်။ဝင်သွားပြီဆိုရင်သူ့ရဲ့ရှေးအောင်ဖြစ်စီတွေဖျားတွေ တပည့်စီရအများကြီးပဲတွေ့ရတယ်ပေါ့နော်ဒါကတော့အပေါ်ထက်တလိုင်းကျောက်စိမ်းဖျားလေးရောက်ပါပြီသူကငါ့လွှာရှိရကြောင့်မလို့ကျောက်စိမ်းဖျားလေးထွက်လိုက်လို့ရှိရင်ထန်တော်မူကိုရိုရဲ့ view မြန်ပေါ့နော်ပြုလို့ရှိရင်အဲ့ကနေပြောပဲမြို့ရဲ့ view လည်းမြင်ရမယ်နောက်ထပ်တစ်ခု ထန်တော်မူကိုယ်တော်လည်းထင်မြင်ရမယ်ပေါ့နော်ကဲဒီနေ့ပြောလိုက်ရတော့ဒါပါပဲအားလုံးပဲ bye bye